။အော်ဒါကတော့မရဲ့ချစ်တဲ့သူဆိုတော့တူတူယောက်ရဲ့ချွဲမှာပေါ့နော်။ဒါပေမဲ့အဲ့တူတူယောက်ကလည်းအဲမေးလာတယ်လေခုနကတော့အမနော်ပြန်ဒီဘက်ကိုမရောက်လာနဲ့နော်။ညီမလည်းမေးလာတယ်ဟိုမှာကုန်းနဲ့မှာလာဖက်မှာခလေးလေးလိုမျိုးဆက်ဆန်တာအဲ့လိုမျိုးအာပုံပြသဘောကြပါအဲ့ကြောင့်မို့အပြင်မှာတော့စိတ်ကတော့ရင်ကျက်ချင်းချက်ပေမဲ့ကိုချစ်တဲ့သူတွေနဲ့ဆိုတော့အဲ့လိုမရင်ကျက်ချင်ဘူး။ ညီမလေးမွေးနေ့မှာတော့မွေးနေ့မတိုင်ခင်တည်းကညီမလေးဒါဒီကလလုံးတော့ကုသိုလ်တွေလည်းလုပ်ဖြစ်တယ်အတရားစကန်တွေဝင်တယ်အလှူတွေလုပ်တယ်မွေးနေ့မှာဆိုလည်းဒါတကယ်ချင်းနေစူပေါင်းမြတိုင်ပေါ့နော်တိုင်နဲ့ချိန်ပြီးတော့ဒီအဲတကုံစိတ်ကမ်းပတ်မှာပေါ့နော်သမင်းရဲ့အဲရှင်းနေပေါ့နော်အဲ့လိုမျိုးသူပြန်နေမြန်စတိုင်လေးသွားပြီးလူရောက်200ဆာအဲတွားကြွေးပစ်တယ်အခုလိုလေးပဲလုပ်ဖြစ်ပါတယ်ညာဘက်ကျတော့လေးအေးစစ်စစ်လေးပဲဒီ ဒင်နာလေးစားပြီးဖြတ်တန်းတယ်လောက်ပါပဲကြီးကြဲကြဲရောမလောက်ဖြစ်ပါဘူးဟုတ်28နှစ်ကိုမမမှုကလာတကယ်တကယ်ကပေါ့28နှစ်အကောင်လုံးကပြောကြတဲ့အတမှာ road to မမတော့ဖြစ်နေပြီဒါပေမဲ့မမလို့တော့ခံယူတယ်အဲ့လိုမမတော့မမပဲဒါပေမဲ့ကလေးမလေး ဟုတ်တယ်တကယ်မမတော့မမပဲဒါပေမဲ့ကွာကလေးမလေးဖြစ်နေတာအဲ့ဒါကြောင့်မလို့ဆိုတော့အရင်မမမှုတော့မဝင်သေးပါဒါပေမဲ့လည်းတချို့အပိုင်းနေရင်ကျက်ရမယ့်အပိုင်းလေးတွေတော့အာကိုရင်ကျက်သိမ့်မိတင်တဲ့အတွက်ကြောင့်မလို့ပြောင်းလဲတာမျိုးလေးလည်းရှိတယ်အဲပြီးသားတဲ့အခါမှာအတွေးခေါက်ပိုင်းလေးတွေကိုအာနေတက်ထိုင်တက်ပုံလေးတွေနောက်ထပ်ပေါ့နော်ကိုကိုကိုအများကြီးအလို level up ဖြစ်ဖို့အတွက်ဘာတွေလုတ်တဲ့နယ်ဆိုရဲအပိုင်းလေးတွေပေါ့เนาะအဲ့ဒါမျိုးလေးလည်းဝင်ပါတယ်ဟုတ်မမတော့မမပဲခလေးမလေးဆိုအဲ့လိုအဲ့လို တက်မှာကိုခလေးလေးလိုမျိုးဆက်ဆန်းတာအဲ့လိုမျိုးအာပုံပြသဘောကြပါအဲ့ကြောင့်မို့အပြင်မှာတော့စိတ်ကတော့ရင်ကျက်ချင်းကြီးကျက်ပေမဲ့ကိုချစ်တဲ့သူတွေနဲ့ဆိုတော့အဲ့လိုမရင်ကျက်ချင်ဘူးအကြီးပဲထားမှာပေါ့နော်ဘာလို့ဆိုတော့ကိုကလည်းဟိုကိုပုံစံကလည်းအဲ့လိုချွဲခြင်း၊နှွဲခြင်းသိရမလားလက်တပြက်ကြားတော့ကြားပေမဲ့လည်းချို့ပိုင်းလေးတွေကအဲ့လိုနှွဲခြင်းတာဆိုတော့အဲ့လိုဟို main ကလေးဆိုတဲ့အတိုင်းအားကိုးခြင်းနဲ့ချွဲခြင်းနှွဲခြင်းနဲ့ဆိုတော့အဲ့လိုကြီးတဲ့သူတော့ကိုကြိုက်ပါတယ်ဟုတ် အဲ့မမဘာကြီးစကိုက်နိုင်နေရလဲဘာကြီးနိုင်နေရလဲကြီးရဲ့စကကန်းလန်းသူရှိရဆိုအော်ဘယ်လိုခေါ်မလဲဟိုကိုယ်စိတ်ဝင်စားနေရသူရှိလားဆိုတော့လေကိုမက်မှာလည်းဖြေခဲ့ဦးเนาะအဲကိုလည်းသိကျင်တယ်အဲ့ဒါကြောင့်မို့လို့အမလည်းမေးတယ်ဆိုတော့ညီမလေးလည်းသိကျင်တယ်ဖြေပေးခဲ့ဦးเนาะဩဒါကတော့မရဲ့ချစ်တဲ့သူဆိုတော့တူတူတယောက်ရဲ့ချွဲမှာပေါ့เนาะဒါပေမဲ့အဲ့တူတူတယောက်ကလည်းအဲမေးလာတယ်လေခုနကတော့ အမနော်ပြန်ဒီဘက်ကိုမရောက်လာနဲ့နော်ညီမလည်းမေးထားတယ်ဟိုမှာကုန်းနဲ့မှာလာဖက်မှာ